င်္ဂသာသမီးများတွေတဲ့တဲတော့ချိုးကြည့်မယ်နော်သင်္ဂသာသမီးတွေတွေကြာလာတဲ့တဲတော့နမိတ်ကဒုံနှချောင်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒုံနှချောင်းနမိတ်ကကျတော့ဘာအောင်ညွန်ပြလာလဲဆိုတော့ဒါရဲရင်ချင်းတဲ့အင်အားကြီးမှချင်းတဲ့ဒါဘသူမှမလုပ်သေးတဲ့အလုပ်တွေကိုတဲ့ဦးစားပေးပြီးတော့လုပ်ကင်တဲ့အတွက်အောင်မြင်မှုရတာလုပ်ပိုင်ခွင့်ရတာခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်တာလမ်းသစ်ထွင်ပြီးတော့တဲ့ တင်တာအဲ့လိုနမိတ်တွေညွန်ပြတဲ့တဲရောနမိတ်ဖြစ်ပါလားအဲ့တော့ဒီနမိတ်တိုင်းဆိုရင်တော့ခြေနေကောင်းတာပေါ့နော်။ဘာကောင်းလဲအလုတ်တဲ့အင်္ဂါလာသမီးတွေတဲ့အတိတ်အတိတ်တွေကအင်မရမအကျိုးပေးတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါလား။အဲ့တော့လက်ရှိအင်္ဂါလာသမီးတွေမှာဒီအလုတ်လက်ရှိလောက်ကနေထွက်မယ်တခြားလောက်ကိုပြောင်းမယ်ပေါ့နော်။အလုတ်တဲ့ရှာပြီးတော့စေဝါရေးကိစ္စတွေလုပ်ငန်းဆောင်တာကိစ္စတွေနဲ့ပတ်သက်ပြီးတော့လုံဖို့ကင်ဖို့အတွက် ဒါစီစဉ်နေတဲ့ဆောင်ရွက်နေတဲ့ကိစ္စတွေဆိုရင်ဧကံမို့ကြအောင်မြင်မှုရတတ်ပါတယ်။အဘဘကနေအစဉ်ပြေခြင်းတွေ၊ကံကောင်းခြင်းတွေ၊အောင်မြင်ခြင်းတွေအလောက်ကံနဲ့ပတ်သက်ရင်အဓိကကောင်းတယ်။နံပါတ်1ကကုန်တယ်လုပ်ငန်းအကျိုးပေးတတ်တယ်။ကိုယ်ရောကိုယ်ဝန်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးဖြစ်ထွန်းတတ်တာပေါ့။တနေရာနဲ့တနေရာပြည်စည်းပို့တဲ့ကိစ္စ၊ပြည်တွင်းပြည်ပနိုင်ငံခြား export import စတဲ့လုပ်ငန်းတွေမှာတူတူကြကြအကျိုးပေးပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ခေတ်ကာလသမီးတွေအတွက်ကိုယ်ဆိုင်ပြောတဲ့အပင်ကိုကိုယ်ပြန်ပြီးတော့ရိတ်သိမ်းရတတ်တဲ့အချိန်ကာလဖြစ်တယ်ဆိုတော့အတိတ်ကာလတွေတုန်းကဆွဲလုံးလာဝရိယတွေနဲ့ကြိုးစားအားထုတ်ပြီးတော့ခေတ်ကာလသမီးတွေကဒီကာလမှာ အကျိုးအမြတ်ပြန်လည်ဖြစ်ထွန်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဖက်ကနေပြီးတော့အဆင်ပြေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒီကတော့ လမ်းသစ်ထွင်ပြီးတော့ရှောက်တင်တဲ့အချိန်ကလည်းမျိုးဖြစ်ပါတယ်။လက်ရှိလောက်ကနေပြီးတော့တခြားလောက်ကိုပြောင်းမယ်ကောင်းမကောင်းစင်ကောင်းတယ်။နောက်တစ်ခုကသူကကမ္ဘာလုံးကိုကင်ထားတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။ဒါကြောင့်မလို့တဲရနမိတ်ရဆိုရင်အင်္ဂါသားသမီးတွေဟာနိုင်ငံသားခရီးနဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တယ်။နောက်တော့ရေချောင်းခရီးအောင်မြင်မှုရတတ်တဲ့ချိန်ကလာဖြစ်တယ်။ဒါကြောင့်နေသာသမီးတွေအတွက်နိုင်ငံသားတင်မောသားတို့နော် အဲ့ဒါတွေနဲ့ပတ်သက်ရင်တော့အကျိုးပေးတတ်ပါလေ။နောက်ဆွေမျိုးသားချင်းတွေနဲ့ပြန်လည်ပြီးတော့စုံစည်းရတတ်တယ်။ကွဲကွာနေတဲ့မိမိသားစုဆွေမျိုးသားချင်းတွေနဲ့ရုပ်တည်းရဲ့ပြန်လည်စုံစည်းရတတ်တယ်။သူတို့ကရောက်လာတာတွေလည်းဖြစ်တတ်တယ်။ကိုယ်ကိုယ်တိုင်ကဆွေမျိုးသားချင်းတွေစီကိုတွားရောက်မိတာမျိုးတွေလည်းကြုံတတ်တယ်။ဒါမဲ့ကောင်းတဲ့နမိတ်ပါပဲ။လူမျိုးရဲဆိုရင်တော့လူမျိုးသားဘာသာကြားနိုင်ငံသားတွေအကျိုးပေးတယ်။လူမျိုးသားဘာသာကြားနိုင်ငံသားတွေကိုအကြောင်းပြုပြီးတော့စီးပွားရေးအခွင့်အရေးပြထွန်းတတ်ပါတယ်။ ။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာငွေချင်းနဲ့ပတ်သက်တဲ့ကံတရာကတော့သူကမြန်မာသားမိတွေအတွက်ဆိုရင်ကာလကြာကြီးနှင်းမြုပ်နေတဲ့ငွေတွေပြန်ပေါ်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။သူကပတ်သက်နေပေးတာတယ်ဒီချိန်ထဲမှာပြန်ပေါ်လာတယ်။ရရကြီးတဲ့ငွေတွေဒီချိန်မှာပြန်ရ။ကိုရင်းနှီးမြုပ်နေတာတဲ့ငွေတွေဒီချိန်မှာပြန်ပြီးတော့ရတယ်။အဖက်ဘက်ကနေပြီးတော့ရင်းနှီးထားတယ်မြုပ်နှံထားတယ်ငွေကြီးတွေပြန်လည်ပြီးတော့ဝင်ရောက်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ ဲတော့ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာမှာကောင်းမကောင်းအဆင်ပြေမပြေဆိုရင်အင်္ဂါသားသမီးတွေအတွက်ကကိုယ့်ရဲ့ဘယ်လိုပြောရမလဲဆိုတော့အဲ့ဒီကလာလေးတွေမှာကိုရင်းနှီးတာတဲ့ဂိတ်တာတွေမြုပ်နှံတာတဲ့ဂိတ်တာတွေပေးတာတဲ့ငွေတွေကိုပြန်ပြီးတော့မျောလင်းချက်ထားတင်တယ်လို့အကြံဉာဏ်ပေးတင်ပါတယ်။ဒီကတော့အယောင်းဝတ်တွေနဲ့ပတ်သက်ပြီးတော့အကျိုးမြန်ဖြစ်ထွန်းတတ်တယ်။ကျမ်းမာရေးကံစားတာတဲ့။ကျမ်းမာရေးကတော့နည်းနည်းလေးလူကတော့ဘာမှမဖြစ်ပါဘူး။စိတ်မော ာမျိုးလေးတော့ကျောင်းရတာအဓိကတော့အလုတ်ပန်းတာပေါ့နော်ကိုကမနာမနေအလုတ်လုတ်တဲ့အတွက်အင်္ဂါသားသမီးတွေဟာကျမကြီးအနေငယ်ပန်းနဲ့ကျမကြီးမျိုးလေးတွေနည်းနည်းပါးပါဖြစ်တယ်ဒါကြောင့်ဆိုးဆိုးရွားရွားတော့မရှိပါဘူးနောက်နိုင်ငံတိုင်းပြည်ဒီမှာသွားရောက်ပြီးတော့အလုတ်လုတ်ကင်ဖို့အတွက်စူးစမ်းထုတ်နေတဲ့အင်္ဂါသားသမီးတွေအတွက်ဆိုရင်ကင်မရာမှာကောင်းသောနမိတ်ဖြစ်ပါတယ်ပြည်နာရေးကိစ္စလည်းထိုနည်းအတူပါပဲ နိုင်ငံသားတိုင်းပြည်မှာပညာသင်ကြားဖို့အတွက်ကျောင်းသားတက်ဖို့အတွက်ကြိုးစားအထောက်အနေနဲ့ကိစ္စတွေတူတူကြကြအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ချင်းတော့ရေးဆိုရင်လည်းပြန်လဲဆုံးစည်းရတတ်တာပေါ့။ကိုယ့်ရဲ့ချစ်သူနဲ့ကိုယ်နဲ့ပြန်ပြီးတော့ဆုံးရတတ်တယ်။ဝေးကွာနေတဲ့ကိုယ့်ရဲ့အိမ်တော်မနဲ့ကိုယ်နဲ့ပြန်လဲပြီးတော့ဆုံးစည်းတတ်တယ်။အဲတော့ချစ်သူတဘာဝ ိမ်ထောင်တဲ့သဘာဝတွေမှာအေဂျန်နာတာယာရာကိုယ့်จิตသူနဲ့အတူတူခยีဝေသွားတာကိုယ့်จิตသူနဲ့အတူတူရန်ခီးမှာအေဂျန်တာယာတဲ့ဖရာဘူးခยีတို့ပျော်ပွဲသားခยีတို့အလဲပတ်ခยีတွေအဲ့လိုလေးတွေကြုံရတတ်တာပါအဲ့တော့ညီသားစုနှလုံးစိမ်ဝမ်းအေဂျန်မဲ့ကန္တာရာမျိုးရှိပါဒါရင်သားသမီးတွေတော့လုံးရင်ကောင်းမလားမကောင်းလားဆိုရင်လုံကုန်လုံတဲ့ လို့ရင်အကျိုးအမြတ်တွေဖြစ်တွန်းတတ်တယ်။ဒါကြောင့်မတင်မကြဖြစ်နေတဲ့ကိစ္စတွေစဉ်းစားရဆုံးဖြတ်ချက်ချမှတ်ဖို့ခဲနေတဲ့ကိစ္စတွေဆိုရင်ဟင်္ဂါသာသမီးတွေအတွက်လှုပ်ပါလို့ပဲအကြံဉာဏ်ပေးနေပါတယ်နော်။ဟင်္ဂါသာသမီးတွေအတွက်တဲ့အကျိုးပေးတဲ့ကံကောင်းတဲ့ရောင်းနဲ့အပြာရောင်းနောက်တစ်ခုကမိုးပြာရောင်းနဲ့နောက်တစ်ခုအနီရောင်းနဲ့အဲ့ဒါတွေအကျိုးပေးပါ။နောက်ကနန်းအပြင်ဆိုရင်ဒုံနှချောင်းကပ်ဖြစ်တဲ့အတွက်နှစ်ကနန်းအကျိုးပေးတာပါနော်။ တော့2 gram များပါတယ်နံပါတ်၄ရှာပြီးတော့ထိုးတင်တယ်သူမပေါင်းကြည့်လိုက်လို့ငှဲ့ရတဲ့ဟာလေးထိုးတင်ပါတော့မြတ်စွာဘုရားကိုလိမ္မော်သည်ကတ်လို့ပူဇော်ပြီးတော့ဆုတောင်းလိုက်ပါအញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိစေမှာဖြစ်ပါတယ်။အင်္ဂါသာသမီးတို့ရဲ့မိတ်ဆွေပေါင်းလဲကိုယ်ဤချမ်းမခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လိုရာဆန္ဒတလုံးတော့ပါလဲရရှိနိုင်ကြပါစေ။ကျန်တဲ့အောင်လို့ဆောင်းနိုင်မြောက်ကြပါစေလို့အားလုံးကိုဆုတောင်းမြတ်တာများ lai lai le le, le, le puta madre, no